နေစဉ်ဒေသနာဝင်ငှချင်းအစီအစဉ်မှာအလုံးကိုတခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သသလိုဤနှကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြသောဓမ္မမိတ်ဆွေအရောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြရစေကျွန်တော်ယနေ့တရက်တာအတွက်မိမိရဲ့အသက်တာကိုတိဆောက်မိနှကပတ်တော်မြတ်ဤကောင်းစဉ်က စုပေါင်း၍ဆုတောင်းပါအခြေပြုတမကျန်းစာနှုတ်ကပတ်တော်မြတ်ဘိုက်ကိုဖတ်မှာဖြစ်ပါလေရှင်မတဲအခန်းတစ်ဆယ်အခန်းငယ်20အကြောင်းမူကားအကျင့်အရက်၌လူနှုတ်ဦးသုံးဦးတို့သည်ငါဤနာမကို ထောက်၍စည်းဝေးကြ၏ထိုအရက်၌သူတို့ဤအလယ်မှာငါရှိပြီဟုမိတ်တော်မူ၏ကျွန်တော်တို့ဒီနှုတ်ကပတ်တော်မြတ်ကို ပြန်လည်ဆင်ခြင်ခွန်အားရှိတဲ့အခါမှာသခင်ယေရှုခရစ်တော်ကိုနိုင်ကပင်အကျင့်အရက်၌လူနှုတ်ဦးသုံးဦးတို့သည်ငါဤနာမကိုထောက်၍စီဝေကြ၏ဆိုတဲ့အချက်ကပါလေအတိတ်ဘယ်ကဖျားသခင်ထံ၌မိတ္တာရာဖွဲ့ဆုတောင်းခြင်းဆက်ကပ်ခြင်းအနံ့ခြင်းကိုဆုလိုခြင်းဖြစ်ပါလေလူနှုတ်ဦးသုံးဦးစုပေါင်း၍ဆုတောင်းတဲ့အခါမှာ ဖျားသခင်ဤနာမတော်ကိုဆွဲကြိုင်ခြင်းကြောင့်သူတို့ရဲ့ සු တောင်းတန်ကိုဖျားသခင်နားညောင်းမယ်သူတို့ရဲ့အလယ်၌ငါရှိတယ်လို့သခင်ရှိခရစ်တော်ပြောခြင်းသည်ဒီလူနှုတ်ဦးသုံးဦးဤသဘောတူညီချက်အားဖြင့်ဖျားသခင်ရဲ့မျက်မှောက်တော်၌ සු ပောင်းခြင်းကြောင့်ဒီလူတွေရဲ့အလယ်မှာငါရှိမယ်တနည်းအားဖြင့်အကျင့်အရက်၌လူနှုတ်ဦးသုံးဦးစုပေါင်း၍စုတောင်းခြင်းအလယ်၌ ငါရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတူးချင်းမျက်မှောက်တော်၌အနန္တဆက်ကပ်ဖို့လိုအပ်နေတယ်လို့ဒီနေ့ကျွန်တော်တို့တခါတရံမှာလဲယုံကြည်သူအချင်းချင်းပေါင်းစည်းပြီးတော့စုပေါင်း၍စုတောင်းတတ်သောအသက်တာဖြစ်ဖို့ရန်အတွက်လဲအမတန်မှအပင်လိုအပ်လျက်ရှိပါတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်က စုပေါင်း၍ဆုတောင်းပါစုပေါင်း၍ဆုတောင်းခြင်းအဖြစ်ဘာတွေအကျိုးရရှိတယ်လဲဆိုတာကိုကျွန်တော်ဆက်လက်လေ့လာခွန်အားယူသွားမှာဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး32အခန်းငယ်9မှာပေတရုသည်ထောင်ထဲ၌အကြီးနေရစဉ်သင်းဝင်သူတို့သည်သူ့အဖို့ကြိုးစား၍ဖျားသခင်ကိုဆုတောင်းပတ္တနာပြုကြ၏ ကျွန်တော်ဒီအချက်ကိုကြည့်ခြင်းအပြင်ထင်ရှားတဲ့ပေါ်လွင်တဲ့အချက်ကပါလဲပေတရုကဧဝံဂေလိအမှုတော်မြတ်၌တိုင်လံဝင်ငါသည့်အခါ၌ပင်ကြိုက်နှက်ခြင်းဖန်ဆီးခြင်းထောင်ထဲ၌ထဲ့တာခြင်းကို ခံရသော အချိန်တိုင်းတွင်မြောက်များစွာ ရှိခဲ့ပါ သူဟာအခုအချိန်မှလည်းအချင်းထောင်ထဲမှနေရသောသူတစ်ဦးဖြစ်ပါဒါပေမဲ့သူ့ရဲ့နောက်ွယ်မှာ ူကိုပန့်ပိုးတဲ့သူတွေမြောက်များစွာရှိပါဘာနဲ့ပန့်ပိုးတယ်လဲဆိုလို့ရှိအသင်းဝင်သူတွေအချင်းချင်းစုပေါင်းပြီးတော့သူ့အတွက်စ조사၍ဖျားသခင်ထံမှာဆုတောင်းပတ္ထနာပြုတယ်ဆိုတာတွေ့ရပါတယ်အဲ့ဒီလိုတမန်တော်ပေသူအတွက်နောက်ွယ်ကနေယုံကြည်သူတွေအချင်းချင်းစုပေါင်းပြီးတော့ပတ္ထနာပြုခြင်းကြောင့်ဖျားသခင်ရဲ့အောဘွယ်တော်အမှုကိုသူတို့တွေ့ရပါတယ်နော် ရှစ်စင်ကတော့ဟီရိုမီလက်ထက်မှာယောဟန်ရဲ့အကူကိုဒါနစ်ကူမြက်လိုက်ပြီ။ဒါကတော့ပထမတစ်ယောက်ကတော့သဆုံရှုံသွားပြီ။ဒါပေမဲ့နောက်တနေ့မှာပေတရုအလက်ပေတရုကိုကူမြက်ဖို့အစီအစဉ်ရှိပါ။မနှက်ဖြန်လို့သူ့ကိုသတ်တော်မယ်။ဒါပေမဲ့အဲ့ဒီညမှာပဲဖျားသခင်ကကြီးမားသောအမှုကိုပေတရုအတွက်ပြုခဲ့ပါ ကောင်းကင်တမန်ကသူ့ကိုထောင်ထဲကနေတော့ခေါ်ထုတ်လာနော်တဏီအဖြစ်သူဟာထောင်ထဲကနေထွက်လာပြီးတဲ့နောက်မှာသူ့အတွက်ဆုတောင်းနေကြတဲ့ယောဟန်ရဲ့မိမာရိအိမ်သူသူပြန်လာအဲ့ဒီသူပြန်လာတဲ့အချိန်မှာတကားကိုသွားခေါက်တယ်ညပကြီးစုတကားကိုသွားခေါက်သူ့ကိုလာတကားဖွင့်ပေးတဲ့အမျိုးသမီးကယောဒီလို့ခေါ်ပါတယ် အဲ့ဒီအမျိုးသမီးကတခါတည်းပေတရုကိုတွေ့တဲ့အခါမှာဝန္တာအာရနဲ့တော့တကားကိုမဖွင့်ပြီးပဲနဲ့ဆူတောင်းနေကြတဲ့တော့အမျိုးသမီးရဲ့ထံသူကသွားတယ်။ဟာအခုပေတရုပြန်တို့လာပြီ။တကားအရှိမရှိရဲ့။အဲ့ဒီလိုအမျိုးသမီးလေးကပြောတော်ညာလဲ။ဥမာဆူတောင်းနေတဲ့အဖွဲသူအဖွဲသားတွေရ။ဟာဒီအမျိုးသမီးကတော့ယူတယ်လို့သူ့ကိုအပြစ်တင်ကြတယ်။သူပြောတာကိုမယုံကြဘူး။ ဒါပေမဲ့တကားရဲ့အရှိကိုရောက်တဲ့တကားဖွင့်လိုက်တဲ့အခါမှာပိတရုအစစ်ဖြစ်နေတယ်ဆိုတာတွေ့နေရဒီအချင်းရကိုကြည်ကျင်အပြည့်ပိတရုကခြင်းောင်းခြင်းကနေလွတ်မြောက်လာရခြင်းရဲ့အဓိကအကြောင်းရင်းကအသင်းသူအသင်းသားတွေယုံကြည်သူတွေသူ့ရဲ့နောက်ွယ်ကနေဆုတောင်းပေးနေခြင်းကြောင့်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မျက်မှောက်ကာလမှာလေဆုတောင်းတဲ့အခွင့်အရေးလိုအပ်ပါအသင်းတော်တွေ အိမ်တောင်ဒီမှာမိခင်ပဲဖြစ်ဖြစ်အကင်ဒီပဲဖြစ်ဖြစ်အများကြီးဆုတောင်းဖို့လိုပါတယ်အထူးသဖြင့်နော်အဝေးမှာသွားရောက်နေသောသူတွေလူငယ်တွေအတွက်ဆုတောင်းပေးဖို့လိုပါတယ်ဒီအချက်ကစိန်ခေါ်မှုကြီးဖြစ်နေပါတယ်ဒါမို့ဆုပေါင်းရင်ဆုတောင်းခြင်းဟာမြောက်များစွာသောအဖြေကိုရရှိတယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်မို့ဆုပေါင်းရင်ဆုတောင်းတဲ့အခါမှာကျွန်တော်အချက်၃ချက်တွေ့ရတယ်တစ်တစ်ချက်လွတ်မြောက်နှစ်တစ်ချက်တကူရရှိ ုံးချက်တစ်ချက်အံ့အဖွယ်တော်မှုကိုဘုရားရှင်ပြုတယ်ဆိုတာတွေ့ရပါပဲ။ယနေ့စုပေါင်းရင်စုတောင်းခြင်းရဲ့ကြက်လက်ကောင်းတွေဖြစ်တဲ့အတွက်ယနေ့မှာစာ၍ဒီနောက်ကပတ်တော်မြတ်ကိုခံယူတော်သူအယောင်စီတိုင်းတို့၏အသက်တာသည်လည်းစုပေါင်းရင်စုတောင်းကြပါလို့ကျွန်တော်ဝေငတ်အားပေးခြင်းဤကုန်းချုပ်ပါတယ်။ဒီနောက်ကပတ်တော်အားဖြင့်ကျမ်းသာသူအယောင်စီတိုင်းပေါ်ဘုရားသခင်အစင်မြဲကောင်းချီးပေးပါစေ။အာမင်။